်မင်္ဂလာပါခင်ဗျာအခုကျွန်တော်ဒီ Scofan S9 ပေါ့နော်ဒီ laser engraving set လေးကိုတောင်းမောင်းတဲ့ပုံစံကိုဒါပြပေးသွားမှာဖြစ်ပါတယ်အခုရင်းစောကျွန်တော်တို့ကဒီ set ကိုဒါဆင်းပြီးသွားပြီဆိုရင်ဒီ set မမောင်းခင်ပေါ့နော်ဒီတူအောင်မှာတော့ဒါတော့ကျွန်တော်အောက်ကဒါအရင် သုံးထားပြီးသားပေါ့နော်ဒါဒီ base plate ပေါ့နော်ဒီမှာလို့ steel ပြရှိမယ်ပေါ့အဲ့လိုမျိုးဒီ steel ပြခံထားဖို့လိုတယ်မဟုတ်ရင်ကျွန်တော်ဒီ laser ဒီ power ပေါ့နော်ဒါမီးထိုးရတဲ့ ဒီအောက်ကတို့ဒီအထက်သားပဲဖြစ်ဖြစ်ဒီဂျန်နဲ့ဒီဂျန်ပြင်ပေါ့နော်ဒီအခင်းနေပဲဖြစ်ဒါပေါက်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီသူ့အောက်မှာဒီစတီဗျာနော်ဒီသူ့ဆက်နေပါလေနော်ဒီပြားလေးတွေဒါခံထားဖို့လိုပါမယ်ပြီးရင်ကျွန်တော်ဆက်ကတာ installation နော်ဆင်လုပ်ပြီးသွားပြီဆိုရင်ဒီကွန်ပျူတာနဲ့တွေ့ရမယ်အဲကွန်ပျူတာနဲ့ချိန်ဖို့တွေ့ဆိုရင်ဒါကွန်ပျူတာမှာလည်းဒီ software ပေါ့နော်ကျွန်တော်ဒီ GRBN လေးစား GRBN software တုံးလိုက်ရတယ်တောင်းမို့ကျွန်တော်ဒီမှာ live band ပေါ့နော် live band software ဒီ software နှစ်ခုဒါတုံးလို့ရပါတယ်အခုကျွန်တော်ကတော့ဒီ live band ကိုပဲတုံးရတယ်ဒီ software install လုပ်ပြီးပြီဆိုတာနဲ့အရင်ဆုံးကျွန်တော်ကတော့အမလဲဆိုရင်ဒီ set မှာပါတဲ့ဒီမှာဒီ USB ပေါ့နော်ဒါ data cable ကျိုးဒီအပြောင်းအကျိုးအပြောင်းအကျိုးတက်မယ်ပြီးရင်ဒီဘက်က power ကျိုးပေါ့နော်မစုံဒီကောင် power ကျိုးတက်မယ်ပြီးရင် power ကျိုးတော့ black box မှာထိုးထားမယ် black box ထိုးပြီးရင်ရပြီဆိုရင်ဒါပြီးရင်ကျွန်တော်တို့ဒီမှာဒီဒီကျိုးပေါ့နော်ဒီအပြောင်ကျိုးဒီ cable ကျိုးကိုလည်းဒီတစ်ဖက်က USB ကိုဒီ computer မှာဒါတက်ထားပြီးပို့လို့ပါမယ်အဲကျွန်တော်ဒီမှာနော် computer မှာအဲ့ဒီကျိုးဒါတက်ထားပါမယ်တက်ပြီဆိုရင် ်အင်းတော့ဒီ power cloud ပေါ်လေးမှာဖွင့်လိုက်ပါမယ်။နော်ဒါဆိုရင် power ဖွင့်လိုက်ပြီ။ဖွင့်လိုက်ပြီဆိုရင်အဲကျွန်တော်တို့က power ဖွင့်ရင်လည်း software ဖွင့်တဲ့ချိန်မှာစသချင်းဒီအခုမှစသုံးမဲ့သူတို့ပေါ့နော်လေဆာဒီ live band ကိုစသုံးမဲ့သူတို့ဆိုရင်ဟောဒီလိုမျိုးပေါ်လာနိုင်မယ်။လိုမျိုးတွေဖြစ်နေနိုင်မယ်။အဲကျွန်တော်ဒီကောင်လေးခဏဖြုတ်ထားမယ်နော်။ လိုမျိုးကြတာလည်းမဟုတ်နော်ဒီလိုမျိုးပေါ်လာပြီဆိုရင်ဒါကျွန်တော်တို့ဒီ5 mile laser အဲကျွန်တော်တို့ laser ဆက်ကိုရှားမှာဒီခုနကကျွန်တော် data ကျိုးရတယ်ကွန်ပျူတာနဲ့ချိန်ထားမယ်ပြီးဒီ laser ဆက်ကလည်း power ဖွင့်ထားမယ်ဆိုရင်ဟုတ်တာချိန်လို့ရပြီပေါ့နော်ဒီရဖို့အတွက်ဆိုရင်ဒီ5 mile laser တော့ဒီကောင်းကိုနှိပ်ပါမယ်ပြီးဒါဆက်လာပြီဆိုရင်နော် live man software မှာဒါကျွန်တော်တို့ရဲ့ဆက်ကိုရှားနေတာပေါ့ လို့ဆိုတော့ဒီ data ကျိုးတွေ့ထားတဲ့ဆက်ကိုရှာတယ်အခုဒီမှာတော့ကျွန်တော်ပြတော့ဘူးမပြတော့ဆိုကျွန်တော်ရှေ့မှာဒီရှာပြီးတော့ remove လုပ်လိုက်တော့ဖြတ်ထားတာမျိုးလို့နော်မပေါ်တော့တာကြလို့ဒီညမှာကြည်ရပြန်လို့ပေါ်နေလိမ့်မယ်ပေါ်ရင်ကျွန်တော်ဒီ add file နဲ့ဆက်သွားလို့ရတယ်အခုမပေါ်တော့ဖြစ်တဲ့သူကနောက်ကျွန်တော်သူ့ကိုဒီရနေနော်ဒုတိယတစ်ဆင့်ပေါ့နော်ရှာလို့မရတော့ဘူးဆိုရင် create manually manually ရိုက်တယ် ကျွန်တော်တို့ရဲ့ဒီလေဆာကွန်ထရိုလာမျိုးစားဒီ GRBN เนาะဒီကောင်ပါเนาะ GRBN ကိုရွှေ့မယ်ပြီးနှိမ့်နဲ့ဆက်သွားမယ်ပြီးကျွန်တော်တို့ connection က USB ဂျိုးဖြစ်တဲ့အတွက်เนาะ CD ရဲ့ USB ကိုရွှေ့မယ်ပြီးနှိမ့်နဲ့ဆက်သွားမယ်ပြီးဒီမှာ dimension of work area ဒါဆက်ရဲ့ working area ကျွန်တော်တို့ scope and as9 ရဲ့ working area ဒီ AA6 က410ရှိတယ် ဝိုင်းစက်က120ရှိပါတယ်ဒီ၄၁၀၄၂၀เนาะဒီနှစ်ခုပဲရရမယ်ဒီထက်ပိုရလို့လည်းမရဘူးရှော့ရလို့လည်းမရဘူးမရဘူးပြီးရင်ကျွန်တော်တို့ဒီကောင်ကိုနာမည်ပေါ့နော်နာမည်ဒီမှာပြင်လို့ရတယ်ကိုကြက်တဲ့နာမည်ချိန်လို့ရတယ်စကော့ဖန်ဖြစ်တဲ့သူကကျွန်တော်ဒီမှာစကော့ဖန် as 9ပေါ့နော် as 9ဆိုပြီးတခါလဲထည့်လိုက်မယ်နော် ရပြန်လို့ရေးထားလိုက်ရင်နေရတော့ဒါပြတ်တာမှမရှိဘူးเนาะပြီးရင်နေနဲ့ဆက်သွားမယ်အဲဒါလေးခဏလေးရပြန်မယ်เนาะကျွန်တော်ပြန်လုပ်ပြန်မယ်เนาะကျွန်တော်ဒီဆက်ဆက်စကရင်လေးပြပေးမလို့ကျွန်တော်လည်းပြန်သွားပြီပဲเนาะဒါရပါမတ်ဒီစင်းနေเนาะ ပမာတပြန်ဖြ်ပေးမယ်။ main grade manually GRBN next layer 10 DNS scope ကောဗန်အစနိုင်ပြီးနေနေသွားမယ်။ဟုတ်ပြီဒီနေရာမှာပြောမှာပါနော်။ဒီက origin point ကိုရွေးခိုင်းတာ ဒါကျွန်တော်တို့ a0 y0 ဟို0အမှတ်ကိုရွေးခိုင်းတာအဲရွေးခိုင်းတာဖြစ်တဲ့အတွက်အခုဒီမှာဆိုရင် default အနေနဲ့ front left front left ဆိုတာဒီဒီရှေ့ဘက်ချန်တာကိုနော်ဒီလူရှိတဲ့ဘက်ဒီဒါ front နော် front ဖြစ်ပါတယ် front left ဆိုတာပဲဒီဘက်ချန်ဆက်ရဒီတောင်းနော်ဒီနေရာတောင်းကိုဒါ front left နော်လက်ရှိဒီနေရာဒီ front left အဲ့နေရာမှာကျွန်တော်ဒီ origin y ဖြစ်ထားမှလာလို့မေးတာဖြစ်ပါတယ် တော့ကျွန်တော်တို့ကဆက်ရဲ့ဒီရှေ့ညာဘက်တော့မှာထားခြင်းလဲဆိုရင်ဒီ front right နော်ဒီနေရာကိုထားလို့ရတယ်ပြီး rear left ဆိုရင် no နော်ဒီဘက်ကအခုကျွန်တော်တို့ဒီရှေ့မှာပဲထားမှာဖြစ်ပါတယ်ဒီ front left ကိုပဲရွေးထားမယ်ဆက်ရဲ့ကျွန်တော်တို့ဒီဘက်ဒီနေရာပေါ့နော်ဒီဒီစာကောင်းရဲ့နော်ဒီတော့ဒီတော့ကိုကျွန်တော်ဒီ origin white ဖြစ်တဲ့တက်မှတ်မှာဖြစ်ပါတယ်ပြီးရင် နေနဲ့ဆက်သွားမယ် score fan pb finish ဟုတ်လားဒီမှာ score fan ဆိုပြီးပေါ်လာလိမ့်မယ်ရပြီဆိုရင်သူ okay ပြလိုက်မယ်ဒါဆိုရင်ကျွန်တော်ဆက်ကဒီကောင်နဲ့ connection ချိန်ပြီပေါ့နော်အဲချိန်ပြီဆိုရင်ဒီ software တင်တော့ကျွန်တော်ဒီမှာဥပမာလဲဒီဒီ connection ကျိုးမိဖို့အတွက်ဆိုရင် driver လိုရေး driver ကျွန်တော်ဒီ software တင်တဲ့ချိန်မှာဒါပြခဲ့ပြီလားပေါ့နော်ဒီမှာ device ကတော့ကျွန်တော် score fan ကိုရွေးမယ် နော်ဒီမှာလေစားနေသွားမယ်နော်ပြီးဒီမှာကျိုးကျိုးမျိုးစားပေါ့နော်ဆောက်လာခြင်းမှာညဒီလိုမျိုးချုပ်ဆွေပြီးပေါ်နေနေပဲအဲကျွန်တော်တို့ရဲ့ဒီ USB ကျိုးက driver ပေါ့နော်ဒီ common port နော်ဒီကောင်းပါမယ်ဒါရွေးပေးမယ်ပြီးမှမနော်ဒီဘက်မှာ score van as 9ဟုတ်လားဆိုရင်ဒါဆက်ကရပြီပေါ့နော်ချိန်ပြီအဲဆိုရင်ဒီဘက်မှာကျွန်တော်အောက်ပေါ်မှာနော်မုတ်ရှိရမုတ်နဲ့ရွှေ့ကြည့်အောင် โอเคဒီမှာရွှေ့နော်တစ်ချက်နဲ့ဒီဘက်ကိုရွှေ့မယ်အပေါ်နောက်ကိုသွားမယ်ဒါဆိုရင်ဆက်ဆပြီးတော့ခိုင်းလို့ရပြီပေါ့နော်တစ်ချက်တစ်ချက်ရွှေ့တာဒီမှာဝေးတယ်ဘလော့ထိသွားတယ်ဆိုတော့100မီလီမီတာထိသွားတယ်ကျွန်တော်ကျွန်တော်က10မီလီထိပဲသွားခြင်းတယ်တစ်ချက်ကိုဆိုရင်နော်အဲဒါဆိုရင်10မီလီပဲရှိတယ်ကျွန်တော်5 2မီလီ2ဆိုရင် တကယ်လို့50ပေါ့နော်50ရှိကိုပြန်လာရင်မယ် sorry အဲ့လိုရွှေ့လို့ရပြီနော်ဒါဆိုရင်ကျွန်တော်ဆက်ကိုစပြီးတော့မောင်းလို့ရပြီဒီကျွန်တော်ဒီကောင်ကိုအော်တိုဟုံးနဲ့မသွားသေးဘူးနော်ကျွန်တော်ဒီပေါ်ရှင်နဲ့ ဒီ PC မောင်းတဲ့ခါမှာလွယ်အောင်လုပ်ပေါ့နော်ကျွန်တော်ဒီ origin မှတ်နေပဲစပြီးတော့ဒါလူမျိုးလေးပေါ့နော် go to origin အဲ go to origin ဆိုတော့ဒါကျွန်တော်ရဲ့မူလနေရာကိုသွားတာဖြစ်ပါတယ်ပတ်ပြီးတော့ search ချွေးလို့ရပြီဆိုရင်ကျွန်တော်ဒီ software နဲ့ချိန်ပြီးတော့တုံးတဲ့ခါမှာအဓိကလိုမှာဒီ software ထဲမှာဘာလေးတွေတည်ရမစင်ဒီမှာ laser ရဲ့ ကက်၄ရာပြီးမူနော်ဒီသုံးခုတော့တမဖြစ်မနေတာ၃နေရာနော်ဒါလေးသိဖို့လိုမယ်ဒီနေ့မှာကွန်ဆိုဆိုတာကဒီဆက်ရွန်းနေတဲ့အခြေအနေကိုဒါပြပေးတာပေါ့နော်ဥပမာကျွန်တော်ဒီကောင်ဖြတ်နေတဲ့အချိန်မှာဒါဘယ်လောက်ရောက်ပြီးအကြောင်းအပတ်ရေဘယ်နှခေါက်ဥပမာ၁၀ကောင်ဖြတ်မယ်ဆိုရင်ခု9ချိန်ပြီးပြီ6ချိန်ပြီးပြီ9ချိန်ပြီးပြီစသည်ဖြင့်တွေ့အချိန်အတွက်တွေတော့ပြပြပေးမှာဟောဒီကောင်လေးလို့မယ် ဒါလေးတွေမပေါ်ဘူးဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်အဲကျွန်တော်ဒီမှာ window window ကိုသွားမယ်နော် window ထဲမှာဒီမှာ market layer နော်ပြီးရင်အဲဒီမှာ move လို့နော် move လို့ပြီးဒီမှာ laser လို့အမှန်ချစ်ပေးရလိုက်အမှန်ချစ်ပြုတ်နေတယ်ဆိုရင်ဒီမှာမပေါ်ပါဘူးနော်ဟုတ်ပြီနော်ရပြီရပြီဆိုရင်ကျွန်တော်စပြီးတော့ဆန်းလဲပေါ့နော်ဆန်းဖို့တော့ဆိုရင်ဒီဆိုတော့ဒီ PC တစ်ခုကိုခုကျွန်တော်ဒီမှာ နော်ဒီထပ်သားကြလေးပေါ့နော်အချောလေးရှိပြီနော်အပြားလေးကိုဒါနော်ဖြတ်မယ်ပေါ့ဖြတ်ဖို့အတွက်ဆိုရင်ရင်တော့ကျွန်တော် angry bee လောက်မှလားဒီ angry bee ဆိုတာပုံဆွဲတာပေါ့နော်အပေါ်မှာစာချောင်းနေဒါမှမဟုတ်ဒီပုံစံပုံလေးဓာတ်ပုံလေးပုံစံချစ်တာပေါ့နော်ပုံလူချစ်တဲ့ပုံစံမျိုးအဲ့လိုမျိုးပါဘူး angry bee ပေါ့ angry bee လုံးမှလားဒါမှမဟုတ် cat cat ဆိုတာကဖြတ်တာပေါ့နော်ဒီကောင်အပြည့်ဖြတ်မှလားအဲ့မှာ setting တစ်ခုရှိမယ် setting ကကျွန်တော်ဒီ PC ကိုချိန်တဲ့ setting ပေါ့ ။ဘာနဲ့ချိန်လဲဆိုရင်ကျွန်တော်တို့ဒီမှာဆက်မှာပါတယ်နော်ဒီမှာစတီးလုံးလေးပေါ့နော်တုံးလေးရှိတယ်။နော်ဒီကောင်လေးရှိတယ်။ဒါလေးနဲ့ဒါလေးဆက်ကြည့်ပြီးပါနော်။ဒီမှာကျွန်တော်ဒီအပြားတော်နေရာလေးရှိပြီ။အဲကျွန်တော်တို့ဒီတုံးလေးကိုဒီလေးစာရဲ့ဒီပေးပါပေါ့နော်။ဒီမှာ ့ဒီနေရာမှာလာပြီးတော့ဒီအောက်ကအနေရကပါတော့ကာဘအောက်ကိုထိုးမှာပေါ့နော်ဒီဘေးလေးမှာဒီဒီ point အောက်မှာဖြစ်တဲ့ဒီကြောင်ကြဲရပြနော်နည်းနည်းဆောင်းပြရမယ်ဟိုဒီဘောင်းအောင်ဒီလေးစားကောင်းကတော့မှာအဲကျွန်တော်စကူနှလုံးရှိတယ်လေးစားကောင်းရင်တော့မှာစကူနှလုံးရှိပါတယ် ဘာလို့စုံမောရှိဘာဒီလုံးရဲ့ဒီကလည်းအဲ့နှလုံးကိုလျှော့လိုက်နော်ဒီသူ့နောက်မှာရှိတဲ့စကူနှလုံးကိုလည်းတော့လျှော့လိုက်နော်လျှော့ချက်လိုက်လည်းလျှော့ပြီဆိုရင်လေစာကတော့ဟုတ်ပြီဗောအပေါ်အပေါ်အောက်တာတို့လျှော့လို့လို့ရပါတယ် ရပြီဆိုရင်တော့ဒီခုနတုံးလေးပေါ့နော်ဒီတုံးလေးဒီအောက်မှာကွတိအထိပေါ့နော်အဲဒီနဲ့အထိဒါပဲဒီလိုနော်ဒီပေါ်လေးနဲ့ကွတိအထိကိုချလိုက်တယ်ဒါဆိုရင်ကျွန်တော်ဒီအေးစအန်ဝေးပြီးချစ်တဲ့ပုံစံကိုကြားတယ် ရပြီဆိုရင်ကျွန်တော်ဒီမှာဒီ software ကနေအောင်ကြုံပြန်သွားစီလက် sorry အခုဒါလက်ရှိဒီကျွန်တော်ဒီတက်နေမယ်ရွှေ့ခဲ့တာဖြစ်ပြီးတော့ဒီနေရာလေးကြောင့်လက်ရှိဒီ origin ဖြစ်နေတာလေဆိုတော့ဒီလိုဒီနေရာမှာဒီ power ပြည့်ပြီးတော့ဘောနော် power ပြည့်ပြီးပြန်ပြီးစောက်ထွက်လိုက်နေနေရာဒီဒါ origin ပဲဒီကောင်ဒီဒါ origin အဲ့ကောင်လေးလေးရွှေ့ကြည့်ရတယ်

focus ပေါ့နော် focus laser မီးရဲ့ဒါ focus ကိုဒါ laser ကောင်းအနည်းငယ်နဲ့ချိန်ပြီးသွားပြီဆိုရင်ဒါစပြီးတော့ဒါပုံလေးဆက်ပြီးတော့ဒါစလို့ရရပေါ့နော်ဥပမာကျွန်တော်နမူနာပေါ့နော်ဒီတည်းကနေပဲ rectangle လေးတစ်ခုနော်၄တောင်လေးတစ်ခုဆွဲလိုက်ဆွဲပြီးပြီဆိုရင်တော့နောက်ထပ်ချက်ချက်လိုက် rectangle ချက်ခါချက်ကဆွဲမိနေတယ်အဲ့လိုဖြစ်နေဆိုရင်ကျွန်တော်ဒီပေါ့နော်တစ်ခုဆွဲပြန်တယ်သူ့ရဲ့ကွန်မန်းပိတ်သွားအောင်ဒီမှာ select နော်ဒီ ညာလေးကိုနှိမ့်တယ်နော်ပြီးမလို့တော့ဒီတိနဲ့ပြန်ဖြတ်မယ်ဒီပေါ်လေးကိုတတိလေးကိုလောက်လိုက်နော်အဲ့လိုလေးနဲ့စကြည့်တယ်ကိုရတငယ်ပေါ်တော့၄ရောင်လေးကိုကျွန်တော်စမယ်စတဲ့ခါမှာသူ့ရဲ့ပါဝါဒီမှာခြေရမှာဖြစ်ပါတယ်ဒီကတ်လေးရထဲမှာသွားမယ်ဒီမှာဆိုရင်ကတ်လေးရ1လေယာစီ sorry လေယာ0နော်လေယာ0နော် line line ဆိုတော့ကျွန်တော်ဒီ ဒေတော့ပုံစံပြတိုင်ကလေးကသူ့ရဲ့ line တိုင်းပဲစားမှလို့ပြောတာဖြစ်တယ်ဒီကလေး face ဆိုရင်သူကဒီဒေတော့ကြီးအပြည့်တဲ့အပြည့်ပေါ့ဒီကောင်ကြီးအပြည့်ချဲသွားမှာအပြည့်မချဲဘူးကျွန်တော်က line ပဲလုပ်မှာအဲဒီကလေး offset face ဆိုရင်ဒီ line ရဲ့နောက်ထပ် offset အကွာဝေးနောက်ထပ်ဒီ rectangle တစ်ခုပေါ့ rectangle rectangle တစ်ခုကြားထဲကိုချဲမှာပေါ့အခုကကျွန်တော်သူ့အပေါ်မှာပဲ line ပြည်ဒီကောင်လို့ဒီကောင်ဒီ speed ရဲ့ power ရဲ့ စပီကတော့ကျွန်တော်ဒီကောနော်နှစ်ထောင်လောက်ထားလိုက်တယ်နှစ်ထောင်ပါဝါကတော့60ရာခိုင်နှုန်းထားလိုက်တယ်နော်ပတ်စကွန်တော့အချိန်ရွတ်တစ်ချိန်ပဲစားမယ်ပေါ့နော်အခုကျွန်တော်ဒီမှာတစ်ခါလဲစမ်းကြည့်တယ်နော်လေးစားလဲသွားမယ်ပြီး step ခဲ့ဒီမှာအတန်ကလေးပေါ့နော်ရပြီအတန်ကလေးကိုစပြီးသွားတယ်အဲနောက်တစ်ချိန်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ဆက်ဝိုင်းလုပ်ဝိုင်းလိုက်တယ်ဆောင်းဝိုင်းဝိုင်းလေသူ့ဘေးမှာပဲပေါ့နော်ဆောင်းဝိုင်းလေးဒီဆောင်းဝိုင်းဒီလေ layer 0ထဲမှာပါတယ်အဲ layer 0ကိုကျွန်တော်က သူ့လေယာပြောင်းရည်စင်းမှာလေယာ1 1ားထားလဲရတယ်ဒါမှမဟုတ်2ားထားလဲရတယ်စိုက်တက်ထားလို့ရတယ်နော်ဒီ73 74စိုက်တက်ထားလို့ရတယ်ခုကျွန်တော်အစင်းလိုက်လေယာ1ထားလိုက်မယ်အဲပြီးရင်သူ့ line ဒီ spear တော့ဒီမှာ၄လောက်မှာရာအဲတထောင်မထားမယ် power အဲ60အချိန်ရတဲ့အချိန်ပေါ့နော် ခံတစေနဲ့စားမယ်နော်အခုချိန်မှာကျွန်တော်တို့ဒီမှာအော့ဖို့ဒီဒါလေးစားဖို့ကျွန်တော်တို့စားမဲ့လေးရာနော်ဆက်ဝိုင်းကိုစားမယ်ဆိုရင်ဆက်ဝိုင်းကိုဒီမှာဆက်ဝိုင်းလေးရာဝိုင်းကိုအော့ဖို့ပေးပါမယ်နော်ဒီမှာဆိုရင်အော့ဖို့ဖြစ်တာဒီသူကလေးစားဒီမှာအွန်လိုက်တာလေနော်စတက်လုပ်လိုက်တာလေနော်နှစ်ကောင်လုံးလုံးမှာဖြစ်တယ်အခုလေးရာ0ကလေဒီမှာအော့ဖို့ဖြစ်နေတယ်အဲ့ဒါသူ့ကိုမစားတော့ဘူးဆိုရင်ပိတ်ပေးလိုက်မယ်ဒီရှူရတော့ပြန်လာမရှိဘူးပုံပြပေးတာလည်းရှိတယ် အောက်ဖို့စဉ်တော့ထင်းထင်းရှားရှားအောက်ဖို့ဖြိုရင်နှိမ့်မင်းလေးပြနေတယ်အခုကျတော့ပြအောင်ဒီတော့အောက်ဖို့နော်တကယ်အလုံးလုံးနဲ့အခေါ်ပေါ့နော်ဒီလေးစားမှာစတက်ဆိုရင်အပြောင်းနဲ့စားတော့မယ်ဒီလိုအပြောင်းမှာပြနေဆိုရင်အခုမှမစားတော့နော်ဒီမှာလည်းမိန်သွားပြီဒီအပြာလေးကိုစားကြည့်စားဝိုင်းပေါ့နော်စားပြီးတော့ကျွန်တော်ဒီမှာ step run နိုင်မယ် တော့ကင်မရာလေးကမဟုတ်ကင်မရာချက်နည်းနည်းလေးဝါနေလို့ပေါ့နော်အပြင်မှာဆင်းလို့တိတာလေဒီအပြာရောင်မှာကကျွန်တော်တို့ကဒီအပြာရောင်မှာ spin speed ကိုတထောင်နော် line မှာကျတော့ sorry ဒီအနက်ရောင်ပေါ့နော်အနက်ရောင်တို့တိုင်ငယ်မှာကျတော့ spin speed ကိုနှစ်ထောင်နှစ်ထောင်နဲ့တထောင်နဲ့မတူဘူးနှစ်ထောင်ဒီမြန်တယ်မြန်တဲ့တူကတူကဒီဟိုသူ့ရဲ့ power power တော့တူတူပဲမြန်တဲ့တူကနည်းနည်းလေးပိန်သွားလိမ့်မယ် ဟိုဒီစားတဲ့နေရာပေါ့ဗောနော်ထင်တာနည်းမယ်ဒီအချိန်စပီနေတဲ့ပုံစံဖြည်းဖြည်းချင်းစားပြီးတော့ပုံပြီးတော့ထင်မယ်နော်အဲ့လိုမျိုးဒီသူရဲ့အနေအမြန်နဲ့နော်စပီနဲ့ပါဝါရဲ့ဇာခိုင်တော့ကိုဒါချိန်လို့ရပါတယ်ဒါဒီမှာကွက်မှုဒါဆိုင်းနဲ့နာနာနဲ့သွားတယ်ပဲဒီမှာတော့ကျွန်တော်ဟိုသဘောတရားလောက်ဝင်ပြီးတော့ပြပေးပါမယ်အော်ဒီနောက်ဗီဒီယိုတစ်ခုမှာထပ်ပြီးတော့ဆိုတော့ဒီတက်ပုံလေးတွေထည့်ထားလို့เนาะဆက်လုံးလေးရေးတာထပ်ပြီးဖြတ်တဲ့ပိုင်းထပ်ပြီးတော့ပြပေးပါမယ်။